ုဇင်းဒုက္ခသည်တွေရဲ့အရေးအားနိုင်ငံတကာအတွက်လူအခွင့်အရေးဆိုတာထက်နိုင်ငံလက်နက်အဖြစ်သုံးတာများတယ်လို့ PKNU ICG မှာဩဂရဘုံမူကြီးခွန်းကာက အားရခတိုင်ကိုပြောပါရယ်စစ်ကောင်စီကဧပြီလ2ရက်နေ့ကနေ4ရက်နေ့အတွင်းထိုင်းနိုင်ငံဘန်ကောက်မြို့ BIM FTEC အစည်းအဝေးကိုတွားရောက်ခဲ့တဲ့ခီးစဉ်တွေမှာမုဇင်းဒုက္ခသည်တွေနဲ့ပတ်သက်ပြီးပထမဆုံးအကြိမ်မင်္ဂလာဒေအဆိုရအကြီးကဲမိုဟာမက်ယူမတ်ရဲ့အစိမ့်မင်းကိုတည်းလဲဒေါက်တာခါလီယာယာမန်နဲ့ဆွေးနွေးခဲ့ပါရယ် အဲ့ဒီဆွေးနွေးမှုမှာမြန်မာဘက်ကနေထွက်ပြေးတင်းကြောင်လာတဲ့မွတ်စလင်ဒုက္ခသည်တွေထဲကလက်ရှိမှာမတူပဲဝါဖြစ်ကြောင်းစစ်စစ်အတွေ့ပြုနိုင်တဲ့အရေးအတွက်ပေါ့တသိန်းရှစ်တောင်ရှိနေရလို့စစ်ကောင်စီဘက်ကတင်းထုတ်ပြန်ထားပါတယ်မွတ်စလင်ဒုက္ခသည်တွေကထွက်ပြေးချိန်မှာလည်းပမာဏတစ်ခုတည်းရှိနေပြီပြန်လည်ဝင်ရောက်လာတဲ့အခါမှာကတော့ထွက်ပြေးသွားတဲ့ပမာဏတည်းပိုပြီးဝင်လာတတ်တဲ့အထောက်အထားတွေရှိနေရလို့ PNO NCA မှဥက္ကရာဘုံဝီခုံကကအားရခတိုင်းကိုပြောပါတယ်ဘုံကြာရေးကိုလူခွင့်ရေးတဲ့ကိုနိုင်ငံတကာကဟိုပါပါ ဒီအနင်္ဂနကကအနင်္ဂရေးလက်နဲ့ပြည့်တုံးကြတာများ ပါတယ်။ဒါကြာကြီးရဲ့ဥပမာအနင်္ဂနကဒီဟိုမုစခိဟိုအစ္စလာမ်ကွန်ဖရင့်တော့ပါတော့အနင်္ဂရေးရတုံးကြတယ်။ကျွန်တော်တို့အဲ့ဒီလိုတုံးကြတဲ့အခါကျတော့ဒီတကယ်တကယ်စီစစ်လို့ရှိရင်ဒီ ဗမာပြည်ထဲမှာအဟိုးငိုတွေကရောက်နေလေအင်္ဂလိပ်လက်ထက်တွေကလဲလို့ဘာလို့ဘို့ရောက်နေလဲသင်္ကာလီလူမျိုးအလူဟောင်းနေရှိသလိုပဲနောက်ပိုင်းမှာလောက်တဲ့ငကားမဲဖြစ်စဉ်ရေလို့ဇလုံးဂလုံးဖြစ်စဉ်ရေလို့လုပ်ရင်းနဲ့အထွက်မှာပေါင်ကနားထွက်သွားတယ်အပြာမှာပိန်ကနားပြန်ဝင်တယ်အဲ့ဒီလိုနဲ့ရောင်တော်ပြန်နဲ့အဲ့ဒီဒေပါရဲကိုဟိုဒီဟောပေါ့လေဘင်္ဂလားဒေ့ရှ်ကဘင်္ဂလားလူမျိုးတွေအစုလိုက်တယ်မဟုတ်ဘူးလားသတိထောက်ထားလို့ရှိခဲ့ပါတယ် ဒါကြောင့်နောက်ဆုံးမှာနောက်ဆုံးမှာတပန်းထွက်သွားတယ်လို့ဟာလားဟိုတပန်းကျော်ထွက်သွားတယ်လို့ဆိုတဲ့ဟာကဝင်လာတဲ့ဟိုအမှုမှာမှန်တဲ့အဖွဲ့တွေအများကြီးရှိပါတယ်အဲ့ဒါကိုကြာစီစစ်တဲ့သဘောလို့ယူဆတယ်ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့အကြီးအကဲမိုဟာမက်ယူမက်ကတော့မွတ်စလင်ဒုက္ခသည်တွေကိုလာမယ့်2028ခုနှစ်အတွင်းတခိုင်တို့ပြည်လဲပို့ဆောင်သွားမယ်ဆိုပြီးကတိကဝတ်ပြုထားတာပါ ဒါကြောင့်2019ခုနှစ်ကရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ပြည်ပခါကြောင့်ထပ်ပြီးတင်းကျပ်လာတဲ့မွတ်စလင်ဒုက္ခသည်စင်ရင်ကို2017ခုနှစ်မှာ2020အတွင်းဘင်္ဂလားဒေ့အစိုးရမှမြန်မာဘက်ကိုအုပ်စု6တုပ်ခွဲပြီးပို့ပေးထားတာဖြစ်ပါတယ်။လက်ရှိမှာကတော့စစ်စစ်ပြီးတသိန်းချင်တောင်းအပြင်နောက်ထပ်လူကြီး9000ကိုလည်းအပြီးသေးချစ်စေးနေတဲ့ဖြစ်ကတပ်ပုံတွေနဲ့အထောက်အထားအသေးသေးအချက်အလက်တွေကိုပြန်လည်သုံးသပ်ဖို့မြန်မာဘက်ကကြံရှိနေသေးတယ်လို့သိရပါတယ်။မွတ်စလင်ဒုက္ခသည်ရေးနဲ့ပတ်သက်ပြီးတရုတ်အမေရိကန်နဲ့ကုလသမဂ္ဂဘက်ကလည်းဖြည့်ရှင်းဖို့ပြောဆိုမှုတွေရှိတာကြောင့်ဒါပေမဲ့စစ်ကောင် စီအနေနဲ့ပြန်လည်လက်ခံတဲ့အခါမှာအခက်အခဲများတော်တွေ့ရမှာ ဖြစ်ကြောင်း PNO NCA မှဩခရဘုံမူကြီးခွန်ကာကပြောပါတယ်။နောက်တစ်ခါတစ်ခေါက်သွားတော့ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ကလူဝန်တော့ဝန်ပိုးပြနေတယ်။နောက်ပြီးတော့အဲ့ဒီအပေါ်မှာအတရုတ်ရောအမေရိကန်ရောကျွန်တော်တို့ဘူလဒမကာကရောရေကြရေးကိုဖြည့်ရှင်းပါဖြည့်ရှင်းပါဆိုပြီးတော့ဟောလာကြတဲ့ခါကျတော့လက်ရှိဒီ စီစီနဲ့လည်းပဲရင်းကြရေးကဟိုတော်စုလက်ထက်တည်းကလောက်ပါတဲ့သရင်ရှိပါတယ်အဲ့ဒီသရင်တိုင်းသရင်နဲ့အညီယူလက်ခံမယ်လို့ပြောတဲ့အခါမှာ practicality ပေါ့လက်တွေ့အကောင့်တွေပေါ်ရင်ကြည့်ရမယ့်အချက်တွေရပါတယ်ဆိုတော့ဒီအဲ့ဒီတပိတ်တောင်းမဲ့ဖြစ်စီပေါ့ကြံလာတဲ့လူတွေကိုဘယ်လိုနေရာချထားမလဲနေ့ရခိုင်ပြည်ရဲ့အခု ground situation က ဘယ်သူလက်ထက်မှာရှိပါလဲတခြားသောလက်နက်ကင်ဖွဲ့စည်းတဲ့လက်ထက်မှာရှိနေနေရာချလို့ရပါမလားပေါ့လေအခုလက်ရှိ SAC နေနဲ့ကြောက်ကျူတစ်မျိုးရယ်မအောင်တစ်မျိုးရယ်အဲ့ဒီတစ်မျိုးရယ်မြို့နယ်ဘကုကိုထိမ့်သိမ်းတာတော့အဲ့ဒီမြို့နယ်ပြင်ပမှာဟာလာဒီဒီနေရာချထားမယ်ဆိုရင်အခုလက်ရှိအပြင်မှာရှိနေတဲ့အဖွဲ့အစည်းတွေပေါ့နေမြေသိမ်းချုပ်ရတဲ့အဖွဲ့အစည်းတွေတော့ညနေဆွေးနွေးဖို့များလိုတာမလားပေါ့လေ ဆိုဒီမှာဝတ်တည်လူတွေကိုပြန်ချမယ်ဆိုပြီးတော့လက်ရှိနဲ့နေထိန်းသိမ်းထားတဲ့အဖွဲ့အစည်းတွေအပေါ်ဟိုအချက်ကင်တဲ့သဘောမျိုးမနုပြန်လက်ခံရမယ်ဆိုတဲ့သဘောမျိုးလက်ရှိနဲ့နေထိန်းသိမ်းထားအဖွဲ့အစည်းတွေကလက်ခံမလားပေါ့နောက်ပြီးတော့လူလူရှိလူပြောင်းတွေဟိုကလုပ်တယ်ဆိုတာကဟိုကြတဲ့ပိတ်များတဲ့ကိစ္စပါကြက်ရဲ့ဥဒါများပါတယ်။ဒါကြောင့်နိုင်ငံတကာအကူအညီနဲ့မပါဘူးဆိုရင်ချေကြောင်းနဲ့လောက်ပါမလွယ်ပါဘူး။ လူသပိန်ရွှေ့တယ်လူသပိန်ခွဲနှစ်ပိန်ရွှေ့တယ်ဆိုတော့နေရာရွှေ့ပြီးတဲ့ပြုံနေရာခြားတာတာကိုပြန်လဲထူဆောင်တာတော့လက်သက်ပိုက်ပါလာတော့ငွေအကြီးအလွန်ကျော်ပေါင်းရတဲ့လို့ဖြစ်ပါလားဒီစားဖို့တော့ဖို့လေဒီဒေါ်လာနည်းနည်းပေါ်ပါပေးနေတာတော့ရှိပြီပဲဒီရွှေကြောင်းနဲ့ဈေးကိုဘယ်သူပေးမလဲဆိုတော့မေကောကလည်းရှိပါ မွတ်စလင်ဒုက္ခသည်များနေရပြည်တိုင်းရဲ့အတွက်အာရကတက်တော် A နဲ့တွဲဆုံဆွေးနွေးမှုလိုအပ်နေတယ်လို့ယုံကြည်နေကြောင်းကုလသမဂ္ဂထွေထွေရေးမှူးဂူလာရက်ကမလ15ရက်နေ့မှာပြောကြားထားပါတယ်။ဗင်္ဂလားဒေ့ရှ်နိုင်ငံခြားအကြံပေးတူဟူဆိုင်ကလည်းမွတ်စလင်ဒုက္ခသည်တွေရဲ့ဂုဏ်သိက္ခာရှိသောနေရပြည်တိုင်းရဲ့စစ်ကောင်စီနဲ့ဒေသခံအနာဘယ်နေရပေါ်အများကြီးတက်ဆိုင်နေကြောင်းပြောဆိုထားပါတယ်။2019ခုနှစ်ကရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ပြည်ပကတိုက်ဝဲတွေကြောင့်နေရဆုံကဗင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိနေတဲ့မွတ်စလင်ဒုက္ခသည်လူဦးရေမှာတိတိတတ်မှနှစ်တန်းရှိနေပြီလို့တင်းထုတ်ပြန်ထားပေမဲ့စစ်ကောင်စီဘက်ကတော့ညင်းဆိုထားပါတယ်။